ူကြီးတွေပြောကြတယ်သီးခန့်ချင်းကအောင်မြင်ခြင်းပဲဒီကတော့ငါတို့လူတွေတော့မှားနေတယ်ငါတို့ကတော့တူးနေခံတယ်ငါတို့ကမှဒါတို့ကလာတော့လို့ရတယ်စာခါစာတို့ကနာကိုမင်းတို့ခုဒီဒီခန့်နေတော့မလားအောင်နဲ့တူတူအာနာရှင်ကိုမင်းတို့မတော်နိုင်ခြင်းလားဆိုရင်စကားကားကစမူတောင်းပြီးထောက်ထားတယ်ဘုရားရဲ့လက်ဆွဲနေတယ်မင်းရဲ့တက်ကိုမြောင်းလိုက်ပြပြမလားဒီလိုတက်ပြမလားအချင်းကစကားဆက်လို့ရမြအောင် ရင်ခံနေပြီးတော့ဝုံတင်းနေတဲ့အစင်မှာလဲဆိုတော့မှာဒီကိုတို့ကျွန်တော်တို့နဲ့အတူတိုက်ပွဲဝင်ပြီးတော့စကားတောင်အချိန်မုန်းနေတယ်ဒီလူရေလွန်မြောက်ဖို့အတွက်ကဒီတလန်းပဲရှိအဲ့ဒါဒီတော်လိုင်းအောင်မြင်ဖို့ပဲသက်ပြီးမြစ်ဖြတ်ချိန်မုန်းနေလဲဆိုရင်တော့ဒီကိုတို့အခုပဲလာကြတယ် ဆဲတော့မဆဲနဲ့ဆဲရင်သေးလိမ့်မယ်ဆဲရင်သေးတာဘုံဘုံဆဲရင်သေးသွားတာသေးသွားတယ်ဆိုတာကဘုံဘုံဆဲတယ်ဆဲပြီးတော့တော့ခိုးသွားတယ်မင်းအောင်လည်းဘုံနဲ့ချလိုက်တယ်အဲ့တော့ဘုံလုံးနဲ့အတူဟုတ်ငရဲပြည်ကိုကြသွားတယ်ပေါ့နော်အဲ့ဒါမျိုးဖြစ်မှဆိုမတိလာပြီးသူစစ်ခေါင်းဆောင်ကိုစော်ယူထုံဖန်တီထင်းချင်းခံရမှုနဲ့ပတ်သက်လို့ပြောကြစကားတစ်ခုမှရှိပါတယ်ခြံစည်းရုပ်ကိုထင်းမခွေဖို့မြေတားရက်ခံပါတယ်ခြံစည်းရုပ်ကိုထင်းမခွေပါနဲ့ ်ပြန်ဒီကိုထွင်းခွေတာမဟုတ်ဘူးတဲ့ခွေးခွေးချင်းစားနေတာတဲ့ ော်လံမျိုးတွေအားလုံးပဲငလီမင်းနဲ့မေဘေးတံမှာမြန်သွန်းကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Google Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့တော့မေလ23ရက်နေ့တောက်ကြနေ့ရဲ့ည7:00နာရီခွဲအထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒေါ်လံမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုသွားဖို့ဒီနေရာကနေရွေးထပ်မံတောင်းဆိုလိုက်ပါရစေ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ အကုတ်ကူမြို့မှာ KTB ကိုတောက်စားပြော်ပိုင်ရန်ဆိုင်ကပင်ထွက်လာတဲ့ရဲသုံးကိုအရှင်ဖမ်းမိပြီးလက်ပုံနှလုံးမှာတိမ့်စီရရှိတယ်လို့သိရှိရပါတယ်။ဒီကောင်တွေကလက်ပုံတွေယူပြီးတော့ KTB ကိုပါသွားလုပ်လာတယ်ဆိုတော့သူတို့ပဲသိမှာပါ။လက်ပုံတွေများရောင်းစားပြီးတော့များ KTB မှာပျော်ပေါအောင်ပါဗျာ။အဝေးတိုင်းအကုတ်ကူမြို့မှာ KTB ကိုတောက်စားပြော်ပိုင်ရန်ဆိုင်ကပင်ထွက်လာတဲ့ရဲသုံးကိုအရှင်ဖမ်းမိခဲ့ကြောင်း WHO ဆို PDF တစ်ဖွဲ့တောင်ဝင်ကန်ကိုအောင်မကထုတ်ဖော်ပြောကြားထားပါတယ်။အကုတ်ကူမြို့နယ်ဘုံကန်ကြီးရွာမှာတဆွဲထားတဲ့စစ်ကောင်စီဂိတ်မှဘဲရဲတူတက်ချက် တီဟအောင်ရဲ့ရဲတပ်သားလှဖုံးနဲ့ရဲတပ်သားစီသူလွင်တို့ဟာအခုခုမျိုးက KTB ကိုတောက်စားပြောပိုင်ရန်ဆက်ကပြီးထွက်လာခဲ့မှာပဲလမ်းပိုင်းတနေရာမှာကာကွယ်အဖွဲ့တွေကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ဖုံးကန်ရွာနဲ့အခုခုမျိုးဆိုတာတမိုင်လောက်ပဲရှိပါတယ်တဲ့။ပြီးတော့ဖုံးကန်ရွာကတရွာလုံးရှောင်နေကြရတာပြည်သူတွေမရှိတော့ဘူး။ဒီကထွက်လာရင်တော့ကျွန်တော်တို့ကတီးပြီးသားတဲ့ပကစတွေပဲတဲ့။တို့ကလည်းခရိုင်ရဲတွေပါ။ခရိုင်ကနေမျိုးမစခန်းမှာတာဝန်တွေချအဲဒီကနေဂိတ်တွေကိုခွဲပြီးတာဝန်ချထားတာလက်ရှိသူတို့ကိုတုံမှန်းဥပဒေနဲ့ညီအင်းသိမ်းထားပါတယ်လို့ ဲ့ YS PDF တစ်ဖွဲ့တာဝန်ခံတွေကလည်းပြောထားပါဗျ။ပြည်သူတွေကတော့ထမင်းမကြွေးဖို့လေဝိုင်းဝန်တောင်းဆိုနေတာလည်းတွေ့နေရပါဗျ။ဟုတ်ပါတယ်။ရန်သူကိုရန်သူလိုဆက်ဆံဖို့အချိန်ရောက်နေပါပြီ။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ main online တယောက်နေပြည်တော်ကနေရန်ကုန်ကိုလက်ရှိမှာဖြစ်တာခဏပြောင်းရွှေ့နေထိုင်ကြောင်းရင်းရရှိထားပါဗျ။အဲကြောင့်ရန်ကုန်ကတော်လိုင်းတစ်ဖွဲ့ဒီအနေနဲ့လဲဒီသတင်းကိုထေချာစုံစမ်းပြီးတော့လမ်းကြုံရင်ကြုံသလိုစိတ်တင်တဲ့အနေအထားတစ်ခုပါပဲ။အဲနောက်တစ်ခုအနေနဲ့ကတော့ တက်ကောင်စီအားရွေးကောက်ပွဲကျင်းပရေးလုံခြုံရေးနဲ့ပြည်ရင်အေဂျင့်ရေးဆောင်ရွက်ရန်ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုတောင်းဝန်ပေးလိုက်ပါတယ်ရန်ကုန်မှာစိုးဝင်းရောက်ရှိချိန်မှာပဲအငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ပြစ်ခံရမှုကြောင့်လုံခြုံရေးပေါ်ရော်မှုကြောင့်တက်နယ်မှုတွေလည်းခေါ်ပြီးတတိပေးခံရလို့သိရပါတယ်ဒါဟာစစ်ကောင်စီကယခုနှစ်ကုန်လာမဲ့ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ရည်ရွယ်ထားပြီးခုလိုကျင်းပနိုင်ရေးအတွက်ဆုံးရှုံးနေပြီများနဲ့မှမြို့နယ်တချို့ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်သည့်အထိပြန်လည်ရရှိရေးပြည်ရင်းစွဲစစ်တပ်ကထိန်းချုပ်ထားတဲ့နေမြေတွေကို အပါသွားအောင်နဲ့အေးချမ်းဆိုပါဖြင့်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လူစစ်ခေါင်းဆောင်စိုးဝင်းကဦးစုဆောင်ရွက်မှုပြုရမယ်ဖြစ်ကြောင်းကိုမင်းအောင်လိုင်ကပြောထားတာဖြစ်ပါတယ်။အစတာမှုတွေနဲ့စစ်တိုင်းမှုတွေပြီးနေနဲ့တိုင်းဝင်ကြီးချုပ်တွေအားလုံးကရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေရန်လုံခြုံရေးစီမံတွေစပြီးလုပ်ခိုင်းနေပါတယ်။လုံခြုံရေးစီမံဆိုရင်တော့သိကြပါတယ်မင်းတို့ကောင်တွေရေးတရချေမှာပဲမလား။အဲ့ဒီအတွက်ဦးတည်ဆောင်ရွက်မဲ့သူကဒူးတချို့ဖြစ်ပါတယ်။သူကလုံခြုံရေးဆိုင်ရာကြီးကြပ်ကိုကမှဖြစ်ပါတယ်။အင်းသူ့ရောမင်းတို့ကြီးကြပ်ခိုင်း နော်အောင်စီရစီချောင်းနဲ့သူကြီးကျက်ကိုကွဲပြီးတော့ညွန်ကြလိုက်တာအခုချိန်ဒီဒေါနာတောင်နှချေမှာပတ်လဲကိုရိုက်ပြီးတော့နောက်တန်းမှာပါသွားတဲ့ဘိုးကရောက်ပါတယ်။အင်းဒီပါပွင့်ကုန်တဲ့နေထားပါကွာ။မိသားစုမိမလုတ်တဲ့စစ်ဘက်ဆိုင်ရာစီဝေးတွေနဲ့အရက်ဘက်စီဝေးတွေမှာတော့အဲ့ဒါကိုတရားဝင်ဆုံးဖြတ်ပြီးတော့ဒုတက်ချုပ်ကတောင်းဝင်ယူလိုက်ရလို့သိရှိရတယ်လို့လည်းနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောပါရတယ်။လူစစ်ကောင်းဆောင်စိုးဝင်ရကင်းပြီးနဲ့မြောက်ရီမြို့ကိုပြန်လဲရရှိရေး အောင်စီရစီချောင်းကိုလည်းဥဆောင်ခဲ့ဘူးတော့လေရင်းအောင်စီရစီချောင်းမှာမိသည့်အောင်မြင်မှုမှမရှိပဲလက်ရှိမှာတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်တပ်စခန်းများအားလုံးကို KNLA ဥဆောင်သောတော်လိုင်းကြီးတများကတင်ပိုင်နေခြင်းပြည်ပြည်နယ်ကော့ကရိတ်မြို့နယ်တစ်ခုလုံးကိုတော်လိုင်းကြီးတများကဝိုင်းဝန်ပိတ်ဆို့ခံခြင်းများကိုဖြစ်ပေါ်လျက်ရှိတယ်လို့လည်းစစ်ဖက်သတင်းမြေကပေါ်ကြားနေတာကိုလည်းသိရှိရပါတယ်။အဲဒီမှာရန်ကုန်မှာပဲယမန်နေ့ကဒုစစ်ကောင်းဆောင်စိုးဝင်ရောက်ရှိနေပြီးအိမ်မှာပဲရန်ကုန်တိုင်းမယန်းကုန်းကအငိမ့်သာဗိုလ်မှူးချုပ်ချိုထွန်းအောင်ကလည်းပြစ်ခတ်ရှင်းလင်းခံလိုက်ရလို့ဒုတချုပ်စိုးဝင်လဲ အောက်ကွဲနေတာကိုတွေ့ရပါတယ်။ရင်းပြစင်အတွက်သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိတဲ့တပ်နဲ့မှုတွေကိုလုံခြုံရေးပို့ရမှုနဲ့တတိပေးခံရကြောင်းပြစ်စင်ကကျူးလွန်သူများကိုမဖြစ်မနေဖမ်းဆီးဖို့လိုရန်လူစစ်ကောင်းဆောင်ကလည်းအမိန်ပေးတာကြောင့်သိရှိရပါတယ်။ဒီမနေ့ငိမ့်သာဘူဂျိုးချူထွန်းအောင်ပြသက်ခံရတဲ့နေရာပတ်ဝန်းကျင်လမ်းတစ်လျှောက်မှာရှိတဲ့ CCTV များနဲ့မီးပွိုင်များမှာခြေဆွဲထားတဲ့ CCTV တို့မှတ်တမ်းများကိုစစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ဆက်ရဖတ်နဲ့စစ်တပ်တက်နေမိမှုများကယခုအခါမှာလိုက်လံသိမ်းဆည်းနေကြောင်းနဲ့ CCTV ပတ်တမ်းများမှာတစ်ဆင့်ပြစ်ခတ်လုကြံသွားသူများကို ဖန်ဆီးနိုင်ရန်စုံစမ်းလျက်ရှိကြောင်းလည်းသိရှိရပါတယ်။မင်းအွန်လိုင်းရဲ့အားထားရတဲ့သူတွေထဲမှာတော့ငိမ့်စားကိုကျုပ်ချိုထွန်းအောင်လည်းပါဝင်တာဖြစ်ပါတယ်။2025ခုနှစ်မတ်လ26ရက်နေ့ကမင်္ဂလာတုံလီဒါစကမ်းမှာစစ်တပ်တည်ယူပို့ဆောင်ရေးလေရင် MAF 003အထူးလေရင်ဖြင့်စစ်တပ်ထိပ်ပိုင်းကြီးကဲများနဲ့ထင်ရှားအရေးပါသူများကိုနေပြီးတော့စီးရပြခန်းနာတက်ရန်မင်းအွန်လိုင်းကစီစဉ်ပေးထားခဲ့ကြောင်းအဆိုပါလေရင်ပေါ်တွင်အင်းနေဝင်းတို့မိသားစုပါဝင်ကိုကျုပ်ချိုထွန်းအောင်လည်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။2025ကျမတော်နေ့ တည်ပြခန်းနာပြီးမလ28ရက်နေ့နေပြည်တော်မှာရန်ကုန်ပြန်လမ်းကြောင်းအတွက်စစ်တပ်တည်ယူပို့ဆောင်ရေးလျင် MAF 0011ထူးလျင်ဖြင့်လဲဘူချုပ်ချူထုံးအောင်ကပြန်လာခဲ့ကြောင်းလည်းသိရှိရပါတယ်။မင်းအောင်လိုင်းဟာ၎င်းအားကိုအားထားရတဲ့စစ်တပ်ဘူချုပ်ဟောင်းမြရဲ့အကြံဉာဏ်များကိုရယူပြီးပြည်သူ့စစ်မဟာပြူအကိုစစ်မှုထမ်းအောင်ဖွဲ့အင်အားဖြင့်လှုပ်ဆောင်နေကြောင်းအဆိုပါဖွဲ့ရဲ့တိုင်းစင်ကောင်းဆောင်မြတ်မဘူချုပ်ချူထုံးအောင်လည်းပါဝင်ကြောင်းသိရှိရပါတယ်။ကဲဒါဆိုရင်တော့ဒီလိုဖိုးကြီးဘူချုပ်ငိမ့်စားယူဘာလို့ရှင်းလဲဆိုတာတော့အားလုံးတက်တက်ကွက်ကွက်မြင်နေမှာဖြစ်ပါတယ်။ တော်လိုင်းကြီးဘက်ကတော့မြင်ပြီးသားပါဘောမာတွေကတော်တော်ကိုမမြင်လို့ပြန်လဲထက်ဆင်ဝေမျှပေးနေရတယ်ဖြစ်ပါတယ်။မင်းအောင်လိုင်းဟာ2023ခုနှစ်ဇန်နဝါရီလတရက်နေ့မှာဗိုလ်ချုပ်ချုံထုံးအောင်ကိုသူကိုတိုင်ဝနကျော်ထင်ဘွဲ့တစီပေးအပ်ပြီးရွှေအချိန်၅ချက်သားကိုပါဘုံပြူးစုဖြစ်တပါးတဲ့ပေးရခဲ့ပြီမဲ့လက်ရှိချိန်မှာကတော့ဘရုကဖြစ်သွားခဲ့ပြီပေါ့ဗျာ။အင်းမီနယ်ကိုထိုးစစ်ဆင်တာသဖြင့်ချင်းတော်လိုင်းတို့ဖွဲ့များပူးပေါင်းပြီးကြီးကြိမ်မြို့နယ်စီရင်ဒေသမှာခုခံတက်ကလေးရရှိတာဗေဒ၁၂ရက်နေ့နနက်၈နာရီမှာစတင်ပြီးယနေ့မေလ၂၃ရက်နေ့အထိ အပြင်းထန်တိုက်ပွဲတွေဖြစ်ပွားနေကြောင်းရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများပြားပြီးစစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးသူတွေများပြားလာကြောင်းသိရှိရပါတယ်။ဒူဘာဂျမ်ဘတ်စစ်ကောင်စီတပ်ကို PDF CDM PDF PDF ဇိုးလန်းနဲ့ CDM KKG တို့ကပူးပေါင်းကာခုခံတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ရင်းဂျမ်ဘတ်စစ်တပ်စစ်ကြောင်းရောက်ပြည်ထိုင်မြို့နယ်စီရင်ဒေသမှာရှိတဲ့ကျေးရွာ၄ရွာမှာပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေရပြီးသူများနေဖြစ်တဲ့စစ်ဘေးရှောင်များကိုဝိုင်းရုံကူညီပေးရန် CDF CDM ဖွဲ့တွေကနေပြီးတော့မေတ္တာရက်ခံထားပါတယ်။တရားတော်စစ်အောင်ကိုအောင်မှဖြစ်တဲ့တနိုင်တော့အကောင်းဆုံးစ조사ကာကွယ်ခုခံနေပါတယ်မိဘပြည်သူများခင်ဗျာမိဘပြည်သူများအနေဖြင့်လဲစူတောင်းကူပေးကြပါအောင်လို့လဲ CDS CDN စီရင်ရဲ့ကြောရေးစုခွင့်ရှိသူကိုဒီကီကပြည်သူများကိုတည်င်းစကားပါလိုက်ပါတယ်ဗျာအလုံးမဲ့ဒီဗီဒီယိုလေးမှာကတော့တော်ကီတောင်းနဲ့ကျွန်တော်တို့ရဲ့တော်လန်ရဲဘော်ပဲဒီပွေရဲ့ကြောစုပုံလေးတွေကိုအတူတူကြည့်လိုက်ကြအောင်ဗျာရှောင်းပုံးနဲ့ BJ ဒီပွေကြောင်ပြောမယ် DMSKN ကာတန်ခေါင်းဆောင် MN2 ကာရီလိုတဲ့ရုပ်ဖြတ်ပြီးမကြပါဘူးတင်းအဲ့လိုမျိုးဖန်ခံမှာတက်ခံမှာဆိုလို့ရုပ်ဖြတ်ပြီးမဲ့ရုပ်ဖြတ်ပြီးမကြပါဘူးယောရှိဝါကိုဗီဇာမလိုပဲလစ်သွားတော့တာပြောချင်တာကမိုင်းရိုင်းစုပ်ပဲတဲ့သူဘယ်သူမှမဆိုနှီးကုန်းကမှအဆုံးသက်လှစရာမရှိဘူးဆိုတာခုဆိုလို့ဒီပေါ်တပ်ဘူးကျင်ဆိုကသူ့လူလေပဲတွေကို TikTok မသုံးတဲ့ Facebook ရှောင်းတင်ထားတာတွေအကုန်ဖြတ် profile တွေလော့ချမိသားစုဝစ်ကျွင်းတွေပြောင်းဆိုပြီးတော့စာတမ်းပေးတဲ့နေလှုပ်လှုပ်ဝဝတွေလုပ်နေတယ်ဘလို့ပဲခြေရဖြောက်ဖြောက်လွတ်ယိုးလာ ဒင်းတို့ပြာဖြစ်သွားတော့မှဒင်းတို့တွေကိုမှတ်မိအောင်ပါလေဂျက်စီဂျိန်းလည်းနောက်ဆုံးတော့စမုံတုံးတာပဲအိုက်ကမန်လည်းကဘာကုန်ကျဲသွေးဘလူးပြေးပြေးမိတာပါပဲဝင်းဦးလီတန်းလည်းပြောရရင်တော့ဘယ်ပြေးမလဲလီလီပဲဒီပေါ့ဗျာအခုလည်းဒင်းတို့ကစောက်တီရမဲ့ခြေမကင်ကြီးလက်ကင်ကြီးဖြစ်နေကြတယ်ဟုတ်လားတော်တော်ဒါထာနဲ့ဘူတပ်ပူကျင်ဆိုးကိုလက်ညှိုးထိုးယုံနဲ့ပဲပြီးသွားမယ်ကိစ္စမဟုတ်တော့ဘူးခုကိစ္စငကျင်ဆိုးဘူတပ်ပူကိုတိုင်းကိုကပြေးဖို့ချောင်းနေပါတယ်စိုးနေမှာ သူ့ကိုလွှဲချောင်ရုံနဲ့ပြီးမှာမဟုတ်သူ့ကိုလွှဲချောင်နဲ့ပြီးသွားမယ်လို့မှတ်ယူပြီးထားတယ်ကြွကြွအိမ်မှာတော့မှပရိဒေဝမီးတွေအဲ့လိုလေဖြတ်ချင်တယ်လို့လို့ပြစ်ထားတဲ့ခါဖြစ်နေပြီဖက်ကိုကြီးလက်ကန်ကြည့်ပါလားဘရစီခီးစင်တလျှောက်လုံးနဲ့လေဖြတ်မှလက်ကိုဘေးကတယောက်ကနေမှမလွတ်တမ်းလိုက်ကန်ပေးနေရတာအကြောင်းပဲမဟုတ်ငကိုကလေးကရိုးရနေတဲ့အခွက်ကလည်းပြန်ဖော်တဲ့ပြန်ဖော်ထားတဲ့မမ်းမီးရုပ်အလောင်းလောက်တောင်မှကြည့်မကောင်းတော့ဘူး ငွေရပါအချိုးမကျတဲ့ဗဇက်ကလည်းကွင်းသီးခေါင်းကိုငုံထားတယ်လို့မျိုးနဲ့မြုံစီစီနဲ့အဲ့လိုဖြစ်နေအဲကြိတ်ကြွေနေလို့ဒီလောက်အနုစိတ်ခွဲချမ်းစိတ်ဖြာပြီးပြောနေတယ်လို့တော့မထင်လိုက်လေနဲ့အာသူကကမ္မထမ်းရုပ်ကိုရှုတယ်လို့ရှုထားလို့ငါကိုတော့မြတ်ထိုးတွင်သိနေတော့မူးနေတယ်ဘုမရှင်တစ္ဆောကလက္ခဏာတွေဖုံးမနိုင်ဖိမရကြွထားနေရအာဟုတို့စိတ်တစားရုပ်တွေထင်ရှားဖြစ်ပေါ်လာနေတာပဲအခုပဲစိတ်ဘူးလေ ိုတွေမလုံးလိုက်ရပဲနဲ့မိကန်ဂေါမနီရဲ့မောင်နှမသူ့အတူလစ်သွားမှာကိုပဲစိုးတယ်ပဲဒင်းတို့နှစ်ကောင်တော့ကြာတော့မကြာတော့တော့ပါဘူးလို့ယုံပြီးထားပြီးသားပါပဲတိတ်မကြာတော့ပါဘူးအိမ်မောကြာနေတဲ့အတီတော်မှာတေးင်းတို့ခြေဆောင်လက်ဆောင်ထလုံးလိုက်အောင်ရှိသေးတယ်ထိုင်းနဲ့ဇက်ကမစုတ်တန်းစကန်တစ်ခုတရက်တစ်ခုတိမ့်လာတာကြည့်လိုက်တော့နာမီကတော့လိုက်နေတာပဲမစုတ်တန်းစကန်မှုတိမ့်လိုက်ရတာကိုစုတ်သွားတော့ဘယ်လိုလုပ်တိမ့်လို့ရအောင်မလဲခွေးလူခွေးလူတွေကတော့မတိုက်မီပြေးနေသည်ပေါ့ဗျာ ကြီးကရှင်ကြီးကတော့ပြောရှာတယ်ကြောက်ဖြူကိုလည်းမနှမ်းနဲ့အောက်သူကိုလည်းမဆန်းနဲ့တဲ့ဆရာရှင်ကြီးကိုထွင်းကတော့ကြောက်ဖြူကိုလည်းနှမ်းနဲ့အေဟာဝရီကိုလည်းစန်းတော်ဆိုတာမျိုးဖြစ်နေတယ်အင်းသာဂျူကလာတာတော်မှရတော့တွေ့တော့မှလည်းဒါမျိုးဆိုမိမိတို့ကလည်းအားပေးကြမယ်မဟုတ်လား BWM ဖွဲ့ကလည်း BMW Power တွေနဲ့ဒီမနေ့တောင်ကူကိုဟိုနေ့ကမနေ့မှာပဲတောင်ကူကိုဘလောက်စုအောင်တီးပလိုက်ပြန်တီရီအာရမဂျပုတေဇောဒာ အက္ကစမျိုးချပွဲတစိမ့်တော့အချင်းမင်းကြီးငကျင်ဆိုးပူတက်ပူကတော့ငရဲဦးရဲစောက်ထိုးကြတို့မြောက်လူဖြက်ဖြက်လူးနေတဲ့ဗီဒူလူအန်လက်စွမ်းအမခန်းလောက်အောင်ပါပဲတောင်ကိုငှက်တိုင်းတက်လိုက်တဲ့အကွက်တွေကလန့်ချက်လွန့်ချက်ပဲအရိုင်းဆိုင်ပိုင်လော်တွေမှာမယနာဇော့ကက်ချိန်တော့မရလိုက်ပြီဗျာနှစ်စီးတစ်ခတ်အသက်ထွက်တာကနှစ်ကောင်သုံးစီးနှစ်ကောင်ကြွားသွားတယ်ဒရုန်းကိုတော့မီးလောက်တောင်ကျိုးတဲ့နှက်က၃កောင်လေးပဲကဲ တစ်ခေါက်တော့ live ဆူကြည့်အောင်ပါဗားတဲ့တော့ပိတ်သက်ကြည့်ရင်ဒုံးကိုတော့မီးလောင်တောင်ကျိုးတာက၃တောင်ဘာဟာဆိုပြီးအေးဒီဇက်ခွက်တဲ့လက်ဖက်ချောက်လေးခတ်ပြီးအာယုံပြုတ်ကြတာပေါ့ဗျာတောက်ဖြင်းကြီးတောက်ဖြင်းလေးမတူတော့နှစ်ပါဖက်ငိုးနေတာဟုတ်လားငြင်းအောင်ကြည့်ကြဗျာတရားခွန်မမကိုဂုံပြူတဲ့အနေနဲ့တရားတာရုတရားခုနှစ်ကြိမ်ကခေါ်ကြပါတော့လားဗျာဘာလုံးတလက်ဘာပြန်တလက်ဆိုတာမျိုးအခုတော့သိပြီမဟုတ်လားတတိုက်ပြီးတတိုက်လာလိုက်နေဗျာဘီလူလူ M ကကော်မဏီအတိုက်ပါမိညက်နဲ့တိုက်နိုင်ပြင်မယ်တယ်ဗျ။ဒီပြေစုံမီလေးကတော့တနာပါရဲ့။မိညက်ကိုမီးဖုတ်ဖို့တော့မမေ့နဲ့ဦးလို့တော့မှာပြစ်လိုက်ခြင်းလေး။ကျင်ဆိုးရဲ့ခုဆိုလို့ရှိရင်ကျင်ဆိုးပိုတက်မှုကျင်ဆိုးရဲ့ပေါ်တာပေါ်လစီကလည်းထင်တိုင်းမပေါက်တော့။ခရွေလူဟောင်းတွေကလည်းလူသစ်တွေထွက်ပြေးမှဆိုးလို့စောင့်ကြည့်နေရတာလည်းပင်ပန်းလာပြီတဲ့။လူသစ်များကလည်းအခွင့်အရေးလေးနည်းနည်းရတာနဲ့ကိုမှုန်နေအောင်လိပ်ပြီးတော့ဒီရဲ့ပိုင်းသတင်းတွေ တန်းစီနေအောင်ထွက်နေတာတွေ့ကြတယ်မဟုတ်လားဒီကြားထဲအဒီတို့လက်ချက်နဲ့ထိုင်းနေဇက်မှလည်းစားပေါက်ကကျွန်တော်ပိတ်သွားပြီပိတ်ပါတယ်ဆိုမှအိမ်မက်ထဲနန္ဒာဂီရီရဖြင့်တက်လိုက်တဲ့ဂိမ်းမျိုးစိုက်နေပြန်ပြာကြီးပြာရနဲ့ထိုင်းမနေစီသွားတယ် AH1 ကိစ္စလေးနဲ့ညှိပေးပါအောင်နဲ့ဒီဒုက္ခစီကနေခေါင်းပလင်ခါချိတ်လေးပဲထောင်နောက်ပြန်လှည့်ဆိုပြီးပြော့လွတ်တဲ့အတန်းတက်တက်ကြားမိလိုက်တယ်။ဒါပေမဲ့ဘုံဝင်ယူဘရင်ယူကတော့ရက်တောင်ခေါင်းထိုးမပြတ်ဘူးလေဗျ။ကဘာအကြီးစက်ကြာ ဟိုဒါအရေးတွေတော့မှဝန်ခံနေလိုက်သေးတယ်ယူကရိန်းကဘာဖြစ်တယ်တွန့်ရဲကုန်းတွဲကွင်းကညာဖြစ်တယ်နဲ့အောင်နက်ကအောင်နက်နေရမနေဘဲနဲ့ဈေးခွေးလိုမျိုးပတ်ပေါင်းနေတာဒီလိုယူနေတဲ့ပြီးတော့ငါတို့ကရှင်တိုက်တဲ့ခါမှာရှုံးစရာလားဒီပွဲမနိုင်ဘယ်ပွဲနိုင်မလဲဗျာညံ့ညံ့ဆိုင်ဆိုင်စက်ကားကြစို့လားပြောနေကြပါတယ်ရွှေတီပြီးတဲ့မြို့ပြများတီဆောက်ဖို့ကာဝယ်သူတို့ရဲ့ဓာရီနဲ့ငါတို့သမိုင်းနေတောက်ပါတဲ့နေရည်ဖြန့်တီးမယ်ရာဇဝင်အောင်းရဲ့ တင်းရန်ရအောင်ရာဇဝင်တင့်တဲ့အစားထိုးမယ်ကဲခုဆိုလို့ရှင်ဘူတက်ဘူးကျင့်စိုးရဲ့ပစင်3ဒူးဆွဲနိုင်ခဲ့ပြီ၃កောင်မှာ၂កောင်ကိုပြစ်ချနိုင်ခဲ့ပြီဗျာဘာနဲ့ပဲခက်ခက်ရေးပါဖို့ကအဓိကမဟုတ်လားအခုလည်းပဲဘာနဲ့ပဲပြစ်ပြဲငှက်ရဖို့ကအဓိကပဲလေဘူတက်ဘူးကျင့်စိုးရဲ့နောက်ဆုံးအားထားရဝေဟင်ကកောင်နေတော့မှာတို့တွေကပြစ်ချနိုင်နေပြီဆိုပဲကကိုရီဘက်ကအလာသေးအလေးတာနေဒါကြောင့်အောင်ပွဲကမကြခင်ညောင်းရတော့ဘူး ကြာတာတွေရများပြီကြာတတ်တာတွေမကြာစီဘူးကွယ်ဆိုတဲ့နှင်းဝေတဲ့စောင်းမတိုင်ခင်အပိဝုံညဆိုလာဗျာ။ယုံကြည်သူတွေအသက်နဲ့အေယာဝရီအိမ်အပြန်အိမ်မက်ကိုထူးစစ်နိုင်ဖို့တို့ပြန်လာပြီးအေယာဝရီကမ်ပိန်းကိုဝိုင်းဝန်းကြရင်လည်းအောင်ပွဲကိုအရောက်လှမ်းကြပါဆိုလာဗျာ။ရေတော့ဘောကအောင်နေပြီ။ နောက်ထပ်သတင်းတွေမှာတော့ဘိုးချုပ်ချိုထွန်းအောင်ကိုရှင်းလင်းတဲ့ဖြစ်စဉ်မှာ CDB မှတ်တမ်းတွေကိုစစ်ကောင်စီဘက်ကရရှိသည့်အပေါ်မှာပြင်ဆင်မှုများပြုလုပ်ထားသောကြောင့်စိတ်မပူညာတဲ့မဆိုင်သည့်ပြည်သူများဖမ်းဆီးခံရမည်ကိုပဲစိုးရင်ကြောင့် GWW တပ်ဖွဲ့ဝင်တို့ကပြောထားပါဗျ။စိတ်ပူစရာမရှိပါဘူးခင်ဗျာ။ကျွန်တော်တို့ဟာ CDB အောက်မှာလှုပ်လှုပ်နေတာမို့ဒီကောင်တွေ CCTV ရမှာကိုကြိုတင်တီးပြီးသားသူတွေဖြစ်ပါတယ်။သူတို့သူတည်းရရှိသွားတာမျိုးမဟုတ်ပါဘူး။လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးတားလို့တည်ထားပေးပါဒီလောက်ပါပဲ။မဆိုင်တဲ့ပြည်သူတွေကိုကျွန်တော်တို့ပါဆိုပြီးလှုပ်လိုက်မှာကိုပဲကျွန်တော်တို့စိတ်ပူပါတယ်။ကျွန်တော်တို့အတွက်ကတော့ ပြည်သူတွေစိတ်ဝင်ပူကြပါနဲ့ဆိုပြီးတော့ TDP မှတ်တမ်းပြန့်နှံ့မှုတွေပေါ်ပတ်သက်ပြီးတော့တော်လိုင်းတဖွဲ့ဝင်တွေကပြန်လည်ပြောကြားထားပါတယ်။တကယ်ကိုပဲတော်လိုင်းတဖွဲ့တွေရဲ့စိတ်ဓာတ်ကလေးစားစရာကောင်းပါတယ်။ပြည်သူတွေပဲစိုးရိမ်ပြည်သူတို့တွေမစိုးရိမ်ဘူး။သူတို့တွေစိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုမှပဲပြန်လည်ပြီးတော့ပြောကြားသွားတာဖြစ်ပါတယ်။ဒီကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်နဲ့လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးတင် जा ပေးနေတဲ့ငိမ့်စားဗိုလ်မှုတို့ထိုထွန်းအောင်ကိုမေလ၂၂ရက်ကရန်ကုန်မြို့မရန်ကုန်မြို့နဲ့အေဝမ်းလမ်းမှာရှိတဲ့၎င်းရဲ့နေမှာပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်းလည်းအားလုံးသိရှိပြီးမှာ ပါတယ်။သူပါစစ်စင်ရေးတော်ကိုလည်းလေးလကန်အချိန်ယူရတယ်ဆိုတာလည်းပြင်ဆင်ခဲ့တယ်ဖြစ်တဲ့အတွက်ဒီလို CTV တော့ကတော့သူတို့တွေလုံးဝကြောက်လန့်ခြင်းမရှိဘူးဆိုတဲ့အကြောင်းနဲ့ CD မှာပါတဲ့ပြည်သူတွေကိုပဲကိုယ်ရင်နဲ့ဆိုတဲ့ထက်မှန်ပြောကြတော့တာဖြစ်ပါတယ်။ဘောမာရီရဲ့ဘဝကလည်းနေ့စဉ်နဲ့အမျှတော်လန်ကြီးပဲတွေကကြိတ်လို့လောင်လိုက်ရသူ့ဘကပြန်ကြိတ်လို့လောင်လိုက်ရတယ်သူတို့မှလောင်လောင်ကြားမှာရာများနေတဲ့နေသားတစ်ခုပါပဲ။သူဆိုလဲသူတို့ခွေးချင်းခွေးချင်းကြိုက်တဲ့ချီနေမှာဘောမာရီဟိုဘက်ပြေးတောင်းပန်ကဒီဘက်ပြေးတောင်းပန်ရနေဖြစ်နေတဲ့နေသားတစ်ခုပါပဲ။သိလားပါ။ မိထီလာပြီးတူးစစ်ခေါင်းဆောင်ကိုစော်ယူထုံခန်းတီထိုင်နေခံရမှုနဲ့ပတ်သက်လို့ပြောကြစကားတစ်ခုမှရှိပါတယ်။ခြံစည်းရုပ်ကိုထင်းမခွေဖို့မြေတားရက်ခံပါတယ်။ခြံစည်းရုပ်ကိုထင်းမခွေပါနဲ့။ဟွန်းခြံစည်းရုပ်ထင်းခွေတာမဟုတ်ဘူးတဲ့ခွေးခွေးချင်းစားနေတာတဲ့။နိုင်ငံအခြေခံကိုပြည်သူများပူစားကျွန်မမဟုတ်သူမဟာသေးကတောင်းဆိုပါတယ်။အဘဘောမတွေကိုသားတောင်းဆိုအဲ့ဘောမတွေပဲစကားပြည်သူတွေပြည်သူတွေပြောတာကိုတော်တော်လေးကိုမှယင်ထဲမှာမကောင်းဖြစ်ရပါတယ်။ဒီကောင်မတွေဒီကောင်တွေကိုမိရင်တနေ့လုံးဘောမတွေဘောမတွေပါသူပြီးတော့អော်ခိုင်းတာမှာအမင်းလုံးဝမကြည့်နဲ့။ ။အောင်ကြီးလေးခြံစည်းရိုးကိုထဲမခွေပါနဲ့ရှင်။တကယ်လို့ဒီပြုတ်မှုပေါ်မှာကိုစောရိုးထောင်းအနေနဲ့ကနော်ဒီကိစ္စပေါ်မှာအမေရိကန်ပြုတ်မှုကျိုးလွန်ခဲ့တဲ့အပြစ်ရှိထင်ရှားရဆိုရင်လည်းပဲနော်ကျွန်တော်တို့လောကအာဏာရမှာချိန်ခွင့်ရှာလို့ပေါ့နော်တရားဥပဒေမှာဆိုချိန်ခွင့်ရှာလေးရှိတယ်မှာနော်ချိန်ခွင့်ရှာလေးပုံပေါ်ထည့်တင်ပေးထည့်တင်ပြီးတော့ဒီကိုစောရိုးထောင်းသည်ရခင်သူတက်ခွဲတက်ချက်ကြီးပေါ့နော်တာဝန်ထမ်းဆောင်တဲ့ကာလကောလက်ရှိမှာပြည်သူစေကောင်းဆောင်ဖြစ်ထမ်းဆောင်တဲ့ကာလကောနိုင်ငံအကျိုးသူတည်ပိုးမှုတွေရဲ့တစ်ဖက်လက်ရှိမှာသူပြုတ်မှုကျွလွန်နေဆိုတဲ့နော်လက်ရှိထိမ့်သိမ့်မှုတွေတစ်ဖက်အဲ့ဒီနှစ်ဖက်ကိုချိန်ခွင့်ချတဲ့ကိုထည့်ချိန်ပြီးတော့ ဘယ်ဘက်ကအလေးတာနေလဲ။နော်တကယ်လို့ကိုစောယူဆုံးကအတိုင်းကျိုးဗီဒီယိုကိုမက်တကယ်ဆောင်ရွက်ခဲ့တဲ့ဘက်ကအလေးတာလေဆိုရင်ဖန်စီထိုင်တဲ့မှုကနေပြီးတော့ပြန်လဲလှုပ်ပေးဖို့ကျွန်မဗီဒီယိုလေးကိုစားတောင်းဆိုချင်ပါတယ်။နော်အကယ်၍အဲ့လိုမျိုးမဟုတ်ဘဲနဲ့နော်ကိုစောယူဆုံးအနေနဲ့ကဖြစ်မှုကျုံးလုံးတဲ့ဘက်ကအလေးတာခဲ့ရင်လည်းပဲသူလုတ်ခဲ့တဲ့အတိုင်းကျိုးဗီဒီယိုတဲပိုးခဲ့တဲ့အသက်ခံတာပြည့်ရပြီးလုတ်ခဲ့တဲ့အရာတွေကိုထောက်ပြီးတော့ ည်တယ်မှုကိုငင်းအောင်ငဲတဲ့မှုကိုပပြအောင်ဆောင်ရွက်ပေးဖို့ပြည်သူများရဲ့ပူဇော်ကျမတောင်းဆိုပါရစေ။ကျမရုပ်သက်ပိုင်းကိုကြည့်နေတဲ့လူတွေထဲမှာကိုစော်ကြီးထွန်းရဲ့အမှုနဲ့ပတ်သက်လို့เนาะကျမလိုပဲဖန်တီထိုင်တဲ့မှုကနေပြီးတော့အစိုးရအနေနဲ့တက်ညာစွာဆောင်ရွက်ပေးဖို့မြေတားရက်ခံပြီးအစိုးရကိုအသနာခံမဲ့လူတွေရှိနေမယ်လို့ကျမယုံကြည်ပါတယ်။ဒါကြောင့်မဒီလူတွေရဲ့ကူစားကျမကနောက်ဘူးမှာဟာဒီကနေပြီးတော့ပြောပြပေးခြင်းတောင်းဆိုရခြင်းဖြစ်ပါတယ်။เออมาปุรุมมาฮะตุ้ยเนี่ยยาดีตุ้ยก็တော့အခုလိုတောင်းဆိုလိုက်ပါတယ်နင်တို့မသိတာနင်တို့ဘာကနင်တို့ဘောမာတွေနဲ့ပြူစော်ဒီကောင်းဆောင်တွေကိုဒီမှာထိုင်းရင်အကြာကြီးအသက်မရှင်မှာသူတို့ထဲကိုထည့်ပေးထားတာဒါအောင်နင်တို့ကကျေးဇူးမသိဘဲနဲ့ဖင်လန်ပြနေတယ် ောက်ထပ်သတင်းမှာတော့ဘကိုးတိုင်းမေးလာမျိုးနဲ့ဘကိုးရုံးမှအတွင်းကိုစစ်ကြောင်းထိုးလာတဲ့အချမ်းပတ်စစ်ကောင်စီတပ်သားများမူယူပြီးမုခဆယ်မှာရေစင်းချိုးချိန်မှာမွေကိုက်ရင်းနှီးပြီးတော့နှစ်ဦးသေဆုံးသွားကြောင်းဒေသတွင်းသတင်းဤမိကပြည်သူတွေကပြောထားပါတယ်။မေလ20ရက်နေ့နဲ့ဆော့ဘေးမှာစတင်ပြီးမေလာမျိုးနဲ့အပိုင်းဘကိုးရုံးမှအတွင်းအချမ်းပတ်စစ်ကောင်စီတပ်သားတရာခန့်ဟာစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပါတယ်။မွန်နေ့3နိုင်ခဲ့မှာတော့အချမ်းပတ်စစ်တဲ့စစ်ကြောင်းကဘကိုးရုံးမှအတွင်းတိမ်ကန့်လန့်ညိုချောင်းယိုးမှဖြတ်ကျော်ပေးမှရှိတဲ့ဗန်ဝေးကုန်းရွာမျိုးကိုရောက်ရှိလာပြီးမူယူတောက်စားပြီးရေစင်းချိုးချခြင်းကိုသိရပါတယ်။ရေစင်းချိန်မှာတော့ စစ်ကောင်စီတပ်သားတအုပ်ကမွေခက်ခံရပြီးတေဆုံကကျန်တအုပ်ကတော့ရင်းနှီးတေဆုံခြင်းဖြစ်ကြောင်းတေဆုံသွားတဲ့စစ်ကောင်စီတပ်သားအလောင်းများကိုမင်းလန့်မြို့ပေါ်ကိုနာယီကဖြင့်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီးတော့ပြည်သူတအုပ်ကလည်းပြန်လည်ပြောပြထားတာဖြစ်ပါတယ်။ဟုတ်ပြင်အဆိုပါအကြမ်းဖက်စစ်ကောင်စီစစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များကြီးတွေတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ဘက်မှထိခိုက်တေဆုံမှုရှိပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်ဖြစ်ကြောင်းဒေသတွင်းတော်လိုင်းသတင်းမြေကလည်းသိရှိရပါတယ်။